ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်ဗုဒ္ဓဘုရားသမီးများအတွက်နှလုံးသားမှလာတော့တဲတော်ဟောကိများကိုအချီအိမ်တော်ကြီးတွေအထူးတည်တံ့ဟောပြောပေးမှာဖြစ်ပါတယ်အခုလိုမျိုးမဟောမဟောပြောပေးခင်မှာခொနည်းသားသမီးတွေရဲ့ချီအိမ်တော်ကြီးမှာအထူးဆောင်ရမယ့်အဆောင်လေးအစီရင်လေးတစ်ခုကိုကျမထံမှာရရှိနေပါပြီเนาะအဲ့တော့ ကျမထံမှာအ ਨੇ ဆုံးတစ်ခါလုံရင်အခု50တရာပို့ပေးနေရပါတယ်အနေနဲ့ရဲ့ရဲ့မှာပေါ့နော်အခုဆိုရင်ဒီအစီရင်လေးရာဒီအဆောင်လေးရာအစီပြေကြတာတော်တော်များများဆောင်တဲ့လူတန်းရအစီပြေကြတယ်အောင်မြင်ကြတယ်ဆိုတာကိုကြားသိရတဲ့အတွက်ဝမ်းသာပါတယ်ဒါလေးကိုမတိသေးတဲ့သူကစောင်းနိုင်အောင်လို့ကျွန်မအနေနဲ့ အခုလိုမျိုးလေးပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ပီးရလက်ဖွဲ့အဆောင်လေးပီးရလက်ပတ်အဆောင်လေးလိုချင်ပါတယ်ဆိုရင်ကျမထံကိုဆက်သွယ်နိုင်ပါတယ်เนาะအဲ့တော့အဖိုးခါလည်းအများကြီးမယူပါဘူးเนาะအဖိုးခါအများကြီးမပေးရပါဘူးမိမိတို့ရဲ့အချီးလေးတွေကံကောင်းသွားစေပါတယ်မိမိတို့ရဲ့အိမ်တော်လေးတွေငဲညံစေပါတယ်ဈာလူအနှောက်ရှက်တွေလုံးဝမဝင်ရအောင်ပြုလုပ်

ိမ်အောင်ရေးရတော့ဘလို့အခြေအနေရှိကြလဲဒါတွေပဲမေးကျင်တာဟုတ်တယ်မလားအဲ့တော့ပုဒ်ဝူသားသမီးလေးကိုမေးကျင်တဲ့မေးခွန်းလေးကအခုပြောတာနဲ့ထပ်တူကြတယ်ဆိုရင်အာယုံပြုထားပေးပါနောက်တစ်ခုအနေနဲ့ကဆက်တွယ်ပြတ်သွားတာလေပြန်ရင်ဆက်တွယ်ရနိုင်သလားအော်စိတ်ဆိုးစိတ်ကောက်တာတွေရောပြေသွားမလားဟုတ်ပြီနောက်တစ်ခုသူ့နဲ့ကရေရှည်ဖြစ်နိုင်သလားမေးခွန်း၅ခွန်း

ုရဗုဒ္ဓသမီးတွေကဒီ6လပိုင်းမှာအချစ်ရေးကကံကောင်းနိုင်သလားဆိုရဲမေးခွန်းလေးအပေါ်မှာဒီ6လပိုင်းမှာဗုဒ္ဓဗုဒ္ဓသမီးတွေကအချစ်ရေးမှာတော့စိုးရင်ရတဲ့ခြေနေတစ်ခုပေါ်မှာရှိပါတယ်ကံကောင်းတယ်လို့ပြောလို့မရပါဘူးအဲ့တော့ကံကောင်းခြင်းနဲ့ရှိဆက်သွားနိုင်တဲ့ရာဂိုင်လုံးကတော့90ရာဂိုင်လုံးရှိပါတယ်เนาะ ဲ့တော့ဒီ90ရာခိုင်နှုန်းပေါ်မှာမဗုဒ္ဓဘူးသားသမီးတွေကမိမိတို့ရဲ့အခြေရေးကိုမိမိတို့ကိုယ်တိုင်ပေါ့တုံးသက်နိုင်မယ်ဆိုရင်လက်တလောမှာမိမိတို့ကမိမိတို့ရဲ့အခြေရေးထိုင်မြဲခြင်းနဲ့ဆိုလို့ရှိရင်တော့မိမိတို့ကတိခံပေးရမှာပေါ့နားလည်မှုလေးတစ်ခုထားပေးရမှာပေါ့ဒီအဖြေလေးထွက်လာပါလိမ့်မယ်ဒါဆိုရင်ရှေ့ဆက်နိုင်တယ်ဟုတ်ပြီနော်အဲ့တော့ဗုဒ္ဓဘူးသားသမီးတွေကအခြေရေးမှာ အဝေးကိုရောက်နေတယ်ဒီလာထဲမှာပြန်ပြီးဆက်တွေ့ရမလားဆက်တွေ့ပြတ်တောက်နေတယ်ဆက်တွေ့ရမလားသူရှိရတည်င်းနေကြားရမလားဆိုတဲ့အမေးကိုဖြေချားပေးမှဖြစ်ပါတယ်เนาะအဲ့တော့ဘုရဝုသားသမီးတွေကဒီ6လပိုင်းမှာအဆက်တွေပြတ်တောက်နေတာတွေအဝေးကိုရောက်ရှိနေတာတွေဆိုလို့ရှိရင်တော့ဒီ6လပိုင်းမှာတည်င်းကောင်းနေကြရမယ်အဆက်တွေပြန်ရမယ်ပြန်ဆောင်ရမယ်ကာနာတလာလို့ပြောလို့ရပါတယ်เนาะ အဲ့တော့ဗုဒ္ဓဘူးသားသမီးတွေဒီချစ်ရေးမှာပဲဖြစ်ဖြစ်အိမ်တော်ရေးမှာပဲဖြစ်ဖြစ်အဝေးကို ရောက်ရှိနေတယ်ဆိုရင်တော့တေချာပေါ့မိမိတို့အထံကိုပြန်ရောက်လာတတ်ပါတယ်ပြန်ရောက်လာမှာတေချာပါတယ်เนาะအဲ့တော့မိမိတို့အနေနဲ့ကဒီတစ်ခုပေါ်မှာကြာတော့ရေရရလေးတစ်ခုရှိပါတယ်တဲ့เนาะဒါလေးကဘာလို့ရမလဲဆိုရင်တဲ့မိမိတို့အိမ်မှာရှိတဲ့ကလေးငယ်လေးမိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ကလေးငယ်တွေကိုတဲ့ တလိဆန်ယုံခေါ်သွားပြီးတော့မှတလိဆန်များကိုအစာကျွေးပြီးတော့ကျွေးပေးရမှာဖြစ်ပါတယ်။နောက်ကျွေးပေးပြီးကျွေးပေးတဲ့အခါမှာလည်းအဲ့ကလေးငယ်လေးနဲ့သူမိမိပါရောပြီးတော့အစာကျွေးပြီးတော့မှမိမိရဲ့လူရင်ဆန္ဒတွေကိုဆန္ဒပြုဆူတောင်းနိုင်ပါတယ်။ဒါဆိုရင်ဆူတောင်းပြေသွားမှာဖြစ်ပါတယ်။အဲ့တော့ဗုဒ္ဓဘူးသားသမီးတွေနောက်တဲ့မိကွန်လေးတခုံးကိုမေးနိုင်ပါတယ်။ဒီမိကွန်ကတော့ မိမိတို့ရဲ့ချစ်သူတွေမိမိပေါ်မှာဘလောက်ချစ်တယ်လဲเนาะအဲ့တော့သူ့ရဲ့ချစ်ကရောစိတ်ချနိုင်သလားဆိုတဲ့အမေးလေးကိုဖြေပေးมาဖြစ်ပါတယ်เนาะအဲ့တော့သူ့နဲ့ကိုနဲ့ကဒီ6လပိုင်းမှာပဲစိတ်ဆိုးစိတ်ကောက်ခြင်းမရှိဘူးရံဖြစ်တာမျိုးမရှိဘူးအေးချမ်းချမ်းနဲ့ဖြတ်တန်းသွားခြင်းနဲ့အဲဒီမေးခွန်းနဲ့အတူဖြေပေးသွားมาဖြစ်ပါတယ်အဲ့တော့ ဒီ6လပိုင်းမှာဆိုရင်တဲ့ပုဒ္ဓဘူးသားသမီးတွေကရံဖြစ်တာတွေစိတ်ဆိုးတာတွေစိတ်ကောက်တာတွေမိမိတို့ရဲ့ချစ်သူမိမိတို့ရဲ့အိမ်ဆောင်ဘက်ကမပြုတ်လောက်ပါဘူးတဲ့နော်ဒီလထဲမှာတော့ तू ကငိမ့်ချမ်းရေးယူတဲ့တဘောပါပဲနော် तू ကငိမ့်ချမ်းရေးကိုလက်ကင်ထားပြီးတော့မှမိမိတို့ရဲ့လူရင်ဆန္ဒတွေကိုဖြည့်ဆည်းသွားမယ်အချိန်ကာလတစ်ခု ဖြစ်ပါတယ်ဒါကြောင့်ချစ်ရေးတွေဒီလထဲမှာကံကောင်းနေတတ်ပါတယ် အိမ်အောင်ရေးတွေလည်းအေဂျင့်စွာနဲ့ဖြတ်သန်းသွားမှာဖြစ်ပါတယ်အဲ့တော့သူကကို့ပေါ်မှာတကယ်ချစ်လားဆိုရဲအဖြေရကြတော့တကယ်ချစ်ပါတယ်တဲ့ဒီလထဲမှာဗုဒ္ဓဘူးသားသမီးတွေကမျက်နာပွင့်မယ်စမ်းပွင့်မယ်ချစ်သူရီးစားရမယ်တကယ်လို့ရလာခဲ့ရင်အဲ့ဒီချစ်သူဒီကို့ပေါ်မှာတကယ်တန်မှုထားတဲ့ချစ်သူမျိုးကိုပိုင်ဆိုင်ရတတ်ပါတယ်အဲ့တော့လက်ရှိမှာချစ်သူရှိနေတဲ့သူတွေကတော့ သူ့ရဲ့အချစ်ကကိုယ့်ပေါ်မှာတေချာတလောက်ကိုဒီရေရှိအတွက်ပေါ့နော်တကယ်ချစ်နေတဲ့သူဆိုတာကိုယုံပြီးလဲရမှာဖြစ်ပါတယ်။အဲနောက်ထပ်မိကုံးလေးကကြာတော့ဒီကာလမှာအိမ်အောင်ကြီးမှာပေါ့နော်မိမိတို့ရဲ့အိမ်အောင်ကြီးလေးကခဏခဏရံဖြစ်နေတာတွေရှိနေတယ်ဆိုလို့ရှိရင်ဒီလာထဲမှာရံဖြစ်အောင်ပါလား။ ဲ့တော့အိမ်အောင်ကြီးမှာရောဒီလာထဲမှာလီမီယာကြီးငင်းငင်းချမ်းချမ်းနဲ့အေးချမ်းချမ်းလေးပျော်ပျော်ရွှင်ရွှင်လေးနဲ့သွားရမလားဆိုတော့အမေးလေးကိုဖြေပြီးမှဖြစ်ပါတယ်။ဘာပြက်တလာမှမရှိဘဲနဲ့အေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့နဲ့ဖြတ်တန်းနိုင်သလားဆိုတော့မိကွန်းလေးကိုဖြေပြီးမှဖြစ်ပါတယ်နော်။အဲ့တော့ဗုဒ္ဓဘုရားသမီးတွေကဘာပြက်တနာမှာပြက်တနာတွေကတော့ပြီးတဲ့လောက်ကိုတဲ့ပြီးခဲ့ပါပြီတဲ့နော်ပြက်တနာတွေပြီးပြီး ပြီးခဲ့တဲ့လောက်ကိုပြီးခဲ့ပါပြီတဲ့ရှစ်ဆက်ပြီးတော့သူကတိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းလေးနဲ့ပဲသွားရမယ်တဘောမှာရှိနေပါတယ်တဲ့အဲ့တော့ပြောချင်တာ6လပိုင်းမှာဆိုလို့ရှိရင်တော့ဗုဒ္ဓဘူးသားသမီးတွေအိမ်တော်ကြီးမှာတော့အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းသွားရမယ်လာတလားလို့ပြောလို့ရပါတယ်အချစ်ရေးမှာလည်းဒီတိုင်းပါပဲတဲ့သူပကပြဿနာလုံးဝ မရှိရအောင်သူကစင်ကျင်ပြီးတော့နေမဲ့တဘောမှာရှိပါတယ်တဲ့ကိုယ့်ဘက်ကလည်းပြဿနာမဖြစ်အောင်တော့ဂယုစိုက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြနီညိုရောင်အဆောင်ဖြစ်သုံးပြပေးရမှာဖြစ်ပါတယ်နီညိုရောင်ပေါ့သုံးဆောင်တစ်ခုခုပေါ့လိုက်တာတို့အင်းကြီးတို့မိမိတို့ရဲ့အဝတ်အစားပေါ့သုံးဆောင်ပေါ့နောက်တစ်ခုသူ့ကိုကိုကလက်ဆောင်ပေးမှဆိုရင်နီညိုရောင် နော်အင်ကြီးလေးပဲဖြစ်ဖြစ်နီးညူရောင်ပါတဲ့အရာဝတ္ထုလေးပဲတစ်ခုဖြစ်ဖြစ်လက်ဆောင်လေးပေးလိုက်ပါတဲ့ပေးရင်လည်းတဲ့မိမိရဲ့မွေးနေ့သူ့ရဲ့မွေးနေ့အဲ့လိုနေမျိုးမှာရွေးပေးမှဆိုရင်တဲ့ပို့ပြီးတော့ကံကောင်းသွားစီတတ်ပါတယ်အဲ့တော့နောက်ဆုံးနေနဲ့နော်နောက်ဆုံးနေနဲ့ကြာတော့ဒီ6လပိုင်းမှာဘုရဘူးသားသမီးတွေရဲ့ခြေရင်းနဲ့အိမ်တော်ကြီးအထူး ုံးသက်ချက်ကလေးတွေပေါ့အဟောလေးတွေရဲ့နောက်တစ်ခုကဘာဒီဖြစ်နိုင်တယ်လဲဆိုတာကိုဖြည့်ကြားပေးมาဖြစ်ပါတယ်။ဟောဘုရောဘုရားသမီးတွေကဒီ6လပိုင်းမှာဆိုလို့ရှိရင်တော့စိတ်အေးအေးထားမှာပါတဲ့เนาะခြေရည်တွေလည်းကောင်းသလိုအိမ်အောင်ရည်တွေလည်းကံကောင်းနေတတ်ပါတယ်တဲ့နောက်တစ်ခုကအတူတူရထားတွေစီးပြီးသွားတာမျိုးတွေကားတွေစီးပြီးသွားတာမျိုးတွေခရီးတွေ ွားရတာမျိုးကြီးအများဆုံးဖြစ်တတ်ပါတယ်တဲ့ခရီးအတူတွားရမယ့်ကာလလို့ပြောလို့